အလိုလိုပြောရင်နော်ကျွန်တော်တို့လင်မယားနှစ်ယောက်မှာတယောက်နဲ့တယောက်မတူတာလေးတွေ့ရတယ်။ယောက်ျားအလိုအတမျိုး မိန်းမအလိုအတမျိုးနော်ပြီးတော့မှမိဘနဲ့သားသမီးကိုပြန်ချိရင်လည်းမိဘရဲ့အလိုအတမျိုးသားသမီးရဲ့အလိုအတမျိုးရှိတယ်။ဆရာကနေကျွန်တော်ပေါင်းသင်းဆက်ဆံမှုမှာလည်းသူ့အလိုငါ့အလိုဆိုတာဒီလေကျွန်တော်တွေ့ရတယ်။ဒါကနေ့ကဘာပေါ်မှာကွဲပြားတာရှိတယ်။ကဘာပေါ်မှာ ခြားနာတာတွေကြုံတွေ့ရတယ်။ဒါပေမဲ့ကျွန်တော်ကြွေးပြမှုခြားနာမှုတွေဘလောက်ပဲများများဒီကနေ့ကျွန်တော်ဒုတိယချင်းစီ အသက်တာမှာအဓိကလိုအပ်တဲ့အလိုဟာကိုယ်လိုသူ့လိုမဟုတ်ဘဲနဲ့ဖရာသခင်အလိုဘာလဲဆိုတော့တိကျတဲ့အဖြေကိုကျွန်တော်ရထားဖို့ရန်တွေ့ဒီကနေ့ညမှာတော့နော်ပိုင်းချနားလေခြင်းဆိုတဲ့ခေါင်းစဉ်ကို ဝင်ကအပိမှာဖြစ်ပါနော်ခေါင်းစဉ်ကပါလေဘိုင်းချနားလေချင်းကျွန်တော်တို့စံစာတင်မှာဖြစ်တဲ့အတွက်ကြောင့်ခေါင်းစဉ်ပါမယ်ဂျန်ညွန်းလေးတွေပါမယ်ပြီးရင်ကျွန်တော်အချက်လက်လေးတွေကျွန်တော်ခွဲသွားမယ်ဘာလို့ဟောတာနဲ့တင်တာနော်နည်းချာနမှုရှိတယ်ဟောတယ်ဆိုကျွန်တော်တနိုင်နနိုင်ကျွန်တော်ဒီတိုင်းခေါ်သွားမယ်တင်တဲ့အခါမှာခေါင်းစဉ်ပါမယ်ဂျန်ညွန်းလေးတွေပါမယ်အချက်လက်တွေကျွန်တော်ခွဲသွားမယ်ပြီးမေးခွန်းမေးမယ် နော်အမေးရှိရင်မဖြစ်ရမလဲအဲကျွန်တော်မေးတယ်ဆိုတာကလည်းကျွန်တော်ပညာစမ်းကျင်လို့မေးမှာမဟုတ်ဘူးဆရာလှုပ်ချင်လို့လည်းကျွန်တော်မေးမှာမဟုတ်လူတည်တဲ့စိတ်နှလုံးရှိတဲ့အတိုင်းဘာဖြစ်လဲနှုံးမွက်တယ်နော်ကိုယ်အထဲမှာဘာဒီရှိထားလဲကိုဘာဒီသိထားသလဲကျွန်တော်နှုတ်ကနေထွက်လာတဲ့အပေါ်မှာဖျားပြောတဲ့နှုတ်ကပတ်တော်နဲ့ညီလာမညီလာကျွန်တော်ဘာလုပ်မလဲစစ်စေးမယ်ညီနှလုံးထဲမှာဘာဖြစ်လဲ တွင်းမယ်မညီတော့ဘာဖြစ်လဲတွင်းเสียအကြောင်းမရှိဘာကြောက်လဲဆိုလူကပြောရင်စကားလို့ခေါ်တယ်လူကပြောရင်ဘာလို့ခေါ်လဲစကားဖယားကပြောရင်တရားလို့ခေါ်တယ်ဖယားပြောရင်ဘာလဲတရားဒါကနေ့ကျောင်းသုံးရတာဟာဘယ်လူကဘာပြောသလဲဆိုတဲ့စကားကိုခံယူဖို့ကျွန်တော်ရောက်နေတာမဟုတ်ဘူးဖယားကဘာပြောမလဲဆိုတော့သူ့နှုတ်ကပတ်တရားစစ်စစ် အဲ့ဒီနှုတ်ကပတ်တရားကိုကျွန်တော်ကျမဟာမြင်တတ်သောမျက်စိကြားတတ်သောနားနားနေနိုင်တဲ့စိတ်နှလုံးနဲ့နော်ခံယူဖို့ရန်အတွက်ဒီနေရာကိုဖျားရှင်ပို့ဆောင်တယ်ဆိုတော့ကိုနှလုံး twin စီချင်တယ်ဒီညမှာပိုင်းခြားနားလေချင်းဖိလပိ over the sa kindy အငဲကိုလိုက်စောငါသည်အဘယ်သို့ဆုတောင်းတနည်းခုမူကား င်တို့သည်ခြားနာသောຢာတို့ကိုပိုင်းခြားစေခြင်းကဉာဏ်ပညာအမျိုးမျိုးရှိလျက်ငါသည်အဘယ်သို့ဆုတောင်းသနည်းဟုမူကားတင်တို့သည်ခြားနာသောຢာတို့ကိုပိုင်းခြားစေခြင်းကဉာဏ်ပညာအမျိုးမျိုးရှိလျက် ဒါဖိလိပ္ပိတ်9မှာပါတဲ့เนาะဉာဏ်ဖြစ်တယ်စတမန်တော်ရှဘောလူဟာယုံကြည်သူတွေကိုနှုတ်ကပတ်တော်ဝေငှတဲ့အချိန်ရှိတယ်ယုံကြည်သူတွေအတွက်သူဘာလုပ်လဲဆုတောင်းပေးတဲ့အချိန်လည်းရှိတယ်เนาะအမြဲတမ်းတရားဟောနေတာမဟုတ်ဘူးဟောတဲ့အချိန်ရှိတယ်ဆုတောင်းပေးတဲ့အချိန်ရှိတယ်ဆုတောင်းတဲ့အခါမှာလဲတောင်းချင်ရသူတောင်းတာမဟုတ်ဆုတောင်းတဲ့အခါမှာအလိုတော်နဲ့ညီတဲ့ဆုဘာဖြစ်လဲ ူတောင်းတယ်မြို့တစ်မြို့ကျွန်တော်ရောက်တဲ့ခါမှာနော်ဆရာရောက်တင်းဦးဆရာတောင်းနေတွေ့တယ်တွေ့တော့သူကတသက်ခံတယ်နော်သူရဲ့ဒီအသက်တာမှာကြုံတွေ့တဲ့အရာတခုတသက်ခံသူအသိန်းတော်မှာရှိတဲ့တင်းသားတစ်ယောက်ကသူ့အိမ်ခေါ်ပြီးစတောင်းခိုင်းတယ်ဆိုအဲ့ဒီအိမ်သူရောက်သွားတယ်စပွဲပေါ်မှာတိုင်းနဲ့ချီတဲ့အလူငွေနော်သူစစ်တောင်းပြီးဘာလို့ပို့လဲအဲပေးဖို့အတွက် သိန်းနဲ့ချီတဲ့အလူငွေကိုချထားတယ်ပြီးတော့မှအင်ရှင်ကစတောင်းခံချက်တွေတစ်ခုပြီးတစ်ခုတင်တယ်ပြီးသွားတဲ့အခါမှာအဲ့ဒီဆရာဘာပြောလဲဆိုရင်ကျွန်တော်မတောင်းဘူးတဲ့ခမောတို့တောင်းခိုင်းတဲ့အရာကိုကျွန်တော်မတောင်းဘူးတဲ့ကျွန်တော်ကဖရားသခင်အလိုတော်နဲ့ညီတဲ့စုပဲတောင်းမယ်ဆိုပြီးတော့ပြောတဲ့အခါမှာအင်ရှင်မျက်နှာဘာဖြစ်လဲမျက်နှာပြတ်သွားတယ် ်ဆိုသူတို့လိုချင်တဲ့ဆွတောင်းမှုခေါ်တဲ့ဆရာကမတောင်းပေးဘဲနဲ့ဖယားလိုတော်နဲ့ညီတဲ့ဆွတောင်းမယ်လို့ပြောလိုက်တော့မျက်နှာပြတ်သွားတယ်ပြီးတော့ဆရာဆွတောင်းတယ်ဆွတောင်းပြီးဘာပေးမလဲအလူငွေတိမ့်နဲ့ရှိတဲ့လူငွေပေးဖို့လုံးဝမပေးတော့နော်အဲ့ဒီဆရာကလုံးဝမပေးတော့ဘုရားကြောင့်လဲမတက်တော့နင့်နဲ့ချီကြပြီးတော့မှဘုရားကြောင့်ကိုပြန်ရောက်လာတယ် အလူငွေ78သိန်းအလူငွေဘယ်လောက်လဲ78သိန်းပြီးတော့ဆရာကိုသူပြတ်တောင်းပန်တယ်နော်ဆရာစစ်တောင်းတာမှန်ပါတယ်ကျွန်မတို့လူကျင်တာဖြစ်ကျင်တာတောင်းတဲ့ဥစ္စာကနော်မားတယ်ဆိုတော့သူဘာဖြစ်လဲဝန်ခံနေဆိုတော့တတိခံချက်ကိုကျွန်တော်ကြားဘူးတယ်တော့ကျမ်းစာမှာရှိတဲ့တမန်တော်များဟာလဲဆွတောင်းတဲ့အခါမှာဖယားသခင်ဘာလို့ရှိတယ်လဲဆိုတော့ အလိုတော်နဲ့ညီတဲ့စုကိုဘာဖြစ်လဲစွတ်တောင်းတယ်ဆိုတာတွေ့ရတယ်ဆိုဒီကျမ်းကျုံးလေးကိုပြန်ကြည့်လိုက်ရင်ဘာနဲ့စလဲဆိုရင်ခြားနာသောအရာစရောကဘာပေါ်မှာကြည့်လိုက်ရင်ခြားနာမှုတွေအမျိုးမျိုးကျွန်တော်တွေ့ရမှာဖြစ်တယ်ကျွန်တော်ပတ်ဝန်းကျင်မှာခြားနာမှုတွေရှိတယ်တိုင်းနိုင်ငံတိုင်းမှာခြားနာမှုတွေရှိတယ်ပြီးတော့ကျန်းစာဖတ်လိုက်ရင်လည်းကျန်းစာအထဲမှာ ခြားနားမှုတွေအများကြီးတွေ့ရဥပမာစကလုံးလေးတစ်ခုကိုနော်ဆရာ ਨੇ ပြမယ်ဘာစလုံးလဲဆိုရင်ချစ်ကျန်းစာထဲမှာချစ်ဆိုတဲ့ကျန်းညွန်းတွေရှိလားအများကြီးရှိတယ်အဲ့ဒီကျန်းညွန်းတွေပြန်ရှာကြည့်အများကြီးရှိတယ်ဒါပေမဲ့တစ်ခုနဲ့တစ်ခုမတူဘူးဘာဖြစ်နေလဲခြားနားတော်ကိုလည်းတွေ့ရကျွန်တော်အားလုံးသိတဲ့ကျန်းညွန်းလေးတစ်ခု ရှင်ယောခရစ်ခရင်သုံးအငယ်16အလူရလားကဆွေယောင်ဘုရားသခင်သားတော်ကိုသားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ခါရသက်ကိုရစေခြင်းကဘုရားသခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုလောကီသားတို့ကိုလောကီသားဆိုတာကကဘာပေါ်ရောက်လာတဲ့လူမျိုးမျိုး ဘာသာမြွေအဆင့်တန်းမြွေအသက်အရွယ်ပိုင်းခြားမြွေလောကแท้ကို ရောက်တဲ့လူသားတိုင်းကိုဖျားချစ်လာချစ်တယ်။ဟောဒီချစ်ကဘသူ့ကိုဖော်ပြထားလဲလောကီဒါကဘာပေါ်ရောက်တဲ့အယုတ်အလက်အမျက်မရွေးစင်ရင်ချမ်းသာမရွေးနော်ဖျားကချစ်တယ်။ဒါပေမဲ့နောက်ထပ်ဂျန်ညွန်းတစ်ခုကိုကြည့်တဲ့အခါမှာ ရှင်ရောခရိန်ခိုင်း73အငယ်1လိုက်ဆိုအောင်ဤလောက၌ရှိသောမိမိလူတို့ကို အဆုံးတိုင်အောင်ချစ်တော်မူ၏ဤလောက၌ရှိတဲ့ဘုသူလဲမိမိလူကဘာပေါ်မှာ ရှိတဲ့မိမိလူမိမိလူဆိုတာဘုသူပြောတာလဲလောကီသားကိုပြောတာမဟုတ်တော့ဖယားနဲ့ဆိုင်တဲ့ ဖယားသားသမီးတွေကိုဖယားချစ်လားချစ်တယ်ယုံကြည်ပြီးတဲ့ဖယားသားသမီးချစ်တယ်ဘလောက်ထိချစ်လဲအဲအဆုံးတိုင်အောင်ချစ်တယ်ဒါဆိုအစမှာချစ်လားအလဲမှာချစ်လားဘလောက်ထိချစ်လဲအဆုံးထိချစ်တယ်အဆုံးလို့ပြောလိုက်အစကတော့ဘာဖြစ်လဲရှိတာပြီးသားသူမြစ်တာဘာမြစ်တာလဲသာဝရမြစ်တာမဖောက်ပြန်တဲ့ဘာဖြစ်လဲ မေတ္တာကျမ်းစာထဲမှာဖော်ပြချက်ကြီးကြည့်လိုက်မဟာဘာဖြစ်လဲမေတ္တာတော့ချစ်တော်ညီကောင်မတို့ချစ်ဆိုတဲ့စကလုံးတစ်လုံးထဲမှာခြားနားမှုတွေရှိလားအများကြီးရှိတယ်။ကောင်းပြီခြားနားသောຢာတွေကိုတဲ့ဘာဖြစ်ဖို့လို့လဲ။လိုက်ဆိုခြားနားသောຢာတို့ကိုပိုင်းခြားစေခြင်းကဆိုဘာလို့လဲပိုင်းခြားတက်ဖို့ဘာဖြစ်လဲလို့လေ ပိုင်းခြားတပ်ဖို့ဘာလို့လဲဆိုရင်လိုက်ဆိုဉာဏ်ပညာအမျိုးမျိုးရှိလျက်ပိုင်းခြားတပ်ဖို့ဘာလို့လဲဟုတ်တယ်ဉာဏ်ပညာဘယ်နှမျိုးလဲအမျိုးမျိုးဘုသူစီမှာဆွတောင်းလဲဖယားစီမှာဆွတောင်းတယ်ဆိုတော့ကြမ်းတပိုက်သေးကိုကျွန်တော်တို့အချက်လက်တွေဘာဖြစ်လဲခွဲလိုက်ပြီးမေကွန်းအခုမေးတော့မယ်နော်မေကွန်းမေးမယ်ကောင်းစင်ပြောမယ် နောက်တစ်ခေါက်ပြောမယ်။ဂျန်ဂျိုနံပါတ်1ဖိလစ်ပီကန်တီအငယ်ကိုဘာရလဲ။ဘာဖြစ်ဖို့လဲ။ဘာလိုအပ်လဲ။ဘသူစီမှာဆွတ်တောင်းရမလဲ။အောက်ကနေပြန်သွားမယ်။ဖယားမှာဆွတ်တောင်းရင်ဘာရလဲ။ဉာဏ်ပညာရရင်ဘာလုပ်နိုင်လဲ။ဘလို့အရာတွေကိုလဲ။ ခံရတော့ရ။ကောင်းပြီနောက်ထပ်ကြံ့ညွန့်လေးကိုကြည့်အောင်။ယာကုပ်ဩရစာခိုင်းတီငငါ။လက်စသင်တို့တွင်တစုံတယောက်သောသူသည်ပညာကိုလိုလင်။ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မူမူပဲ။ပြီးတော်မူသောစေတနာစိတ်နှင့်ပေးတော်မူသောဖယားသခင်ထံတောင်းစေ တောင်းလင်ရလိမ့်မည်ဆိုတော့ဒီချမ်းပိုက်ကိုကြည့်လိုက်ရင်တဲ့သင်တို့တွင်တစုံတယောက်သောသူသည်တဲ့ဘာလို့လုံလင်းလဲပညာစေတနာစိတ်ဖျားမှရှိတယ်ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘူးဆိုတော့လူကလူကဲ့ရဲ့လားရှိလားရှိတယ်နော်ကြောလူလူချင်းတယောက်တယောက်ဘာဖြစ်လဲကဲ့ရဲ့အရက်ပုပ်ပုလမ်းလျှောက်လာဘာပြောလဲအဲ ဒီလူတွေတဲ့အီးပေါ့ရင်ဖုန်ထမယ်အရက်ပုတဲ့လူကအီးပေါ့ရင်ဘာဖြစ်လဲဖုန်ဖုန်ထတယ်ဖခဲ့ရတာပိမိန်ဘာဘာမင်းကလေးတွေမြင်လားအေးဘလူခဲ့ရလဲအဲဝချမ်းပြဘာညာဘောကွာတချို့ပူဆိုးတယ်ဓာတ်တိုင်ကြီးထမိန်ပတ်ထားသလိုပဲတဲ့နော်ဓာတ်တိုင်ကြီးဘာပတ်ထားလဲတော့ခေါကိုမြင်ပါပြောလဲအေးအုံဒီချင်းကောင်းပါပဲ ်ဆော့လူကလူကဲ့ရဲ့လားကဲ့ရဲ့တယ်ဒါပေမဲ့ဖះကဲ့ရဲ့လားမကဲ့ရဲ့သူပန်းစင်းထားတဲ့ဘယ်လူတယောက်ကိုမှဖះကဲ့ခြင်းမရှိဘူးဖះမှာဘာစိတ်ရှိလဲစေတနာစိတ်ရှိတယ်တောင်းမှပေးတာမဟုတ်ဘူးနော်မတောင်းခင်ကတည်းကသူဘာဖြစ်လဲပေးချင်နေပြီဒါကြောင့်တောင်းဖို့လိုလားလိုတယ်ဘာလို့တောင်းရမလဲပညာငါတောင်းရင်ရမှရပါမလားလို့ တန်တရားဖြစ်เสียကြောင်းမရှိသူအဖြေပါတွဲထားပြီးသားတောင်းစီတောင်းရင်ရမယ်ဆိုအသင်းတော်တစ်ခုရောက်တော့เนาะအခုလိုစမ်းသာတင်မီဆာနားတဲ့အချိန်မှာချက်တဲ့ကြီးတဲ့လူကြီးတယောက်เนาะအသင်းတော်လူကြီးတယောက်ကဆရာကိုမေးခွန်းမေးတယ်ဆရာကလည်းကျွန်တော်မေးပြစီတဲ့ဂျန်စာအထဲမှာပါတယ်တဲ့တောင်းကြလို့တောင်းလင်ရမယ်ပါတယ်တဲ့ ျွန်တော်တောင်းတာကြာပြီဆရာတဲ့အခုထက်ဒီဘာဖြစ်လဲမရသေးဘူးတဲ့ဒါနဲ့သူကျွန်တော်ပြန်မေးတယ်ဦးလေးဘာတောင်းလဲဆရာတဲ့ကျွန်တော်အသင်းတော်ကိုတဲ့ကလေးတွေကိုဆမ်စကူပြဖို့အမျိုးသမီးလေးတယောက်ရောက်လာတယ်တဲ့တော်တော်အသက်ငယ်တဲ့မျိုးသမီးလေးပေါ့သူကျွန်တော်လူချင်းတို့တောင်းတာကြာပြီတဲ့အခုထက်ဒီဘာဖြစ်လဲမရသေးဘူးသူဘာတောင်းလဲ အေးဒီကောင်မလေးနော်မိန်းကလေးလူကျွန်တော်ဘာဖြစ်လဲတောင်းတယ်အတိတ်ကလိုအပ်တာပါလေမိန်းမတောင်းဖို့လားပညာရဖို့လားပညာရဖို့စတေထဲမှာအိမ်တော်ပြုတ်ရသူရှိလားရှင်းနော်မပြုတ်ရသေးတဲ့လူရှိလားမပြုတ်ရသေးတဲ့သူကမိန်းမအတိတ်ကမရှာနဲ့မပြုတ်ရသေးရင်ဘာလို့ရလဲအေးပညာတောင်းမိန်းမမြင်နိုင်ယူလို့မရယောက်ျားမြင်နိုင်ယူလို့မရ ကိုယူရမယ်မိမကိုဘာဖြစ်ဖို့လိုလဲပိုင်းခြားတတ်ဖို့လိုတယ်ကိုယူရမယ်ယောက်ျားလဲဘာဖြစ်လဲပိုင်းခြားတတ်ဖို့လိုတယ်နေရာတွေအများကြီးရှိတယ်ဘယ်နေရာသွားရမလဲဆိုတော့ဘာဖြစ်လဲပိုင်းခြားတတ်ဖို့လိုတယ်အလုပ်တွေလည်းအများကြီးရှိတယ်ဘယ်အလုပ်ကိုလုပ်ရမလဲဆိုတော့ဘာဖြစ်လဲပိုင်းခြားတတ်ဖို့လိုတယ်ကိုယ်မှာငွေရှိတာကောင်းလားကောင်းတယ်ဒီငွေကိုဘယ်လိုသုံးလဲ ဒီငွေကို သုံးဖို့အတွက်ပိုင်းခြားတတ်ဖို့ဘာဖြစ်လဲလို့တဲ့ငွေရှိတိုင်းသုံးလို့ဘာဖြစ်လဲမရဒါကနေ့ပညာဆိုတာကပိုင်းခြားဘာဖြစ်လဲနားလေခြင်းကိုပြီးတဲ့အတွက်ကြောင့်လှုပ်တဲ့နေရာကိုလှုပ်မယ်မလှုပ်တဲ့နေရာမလှုပ်ဘူးသွားတဲ့နေရာသွားမယ်မသွားတဲ့နေရာမသွားဘူးယူတဲ့နေမိမယူတဲ့နေရောက်ကြဘာဖြစ်လဲယူမယ်မယူတဲ့နေရာလုံးဝမယူ ဒါကြောင့်အရင်ဆုံးဘာရှိဖို့လိုလဲပညာရှိရာကောင်းပြီဖခင်ကပညာဘေးလားဘေးလားဘေးတယ်ဘလို့ဘေးလဲဆိုတော့ထပ်ပြီးတော့ကြည့်ရအောင်တုတ်တန်နေ6လိုက်စွာအကြောင်းမူကသာရဖျားသည်ပညာကိုဘေးတော်မူတတ်၏နားလေနိုင်သောဉာဏ်သည်နှုတ်ကပတ်တော်အဖြစ်သာ တတ်ဤဆောဖရဘာနဲ့ပြီးလေမနဲ့နှုတ်ကပတ်တော်နှုတ်ကပတ်တော်ဆိုတော့ဘုရုစကားလေမနဲ့ဖရားရဲ့နှုတ်ထွက်ပါပြီလေစကားဖရားရဲ့စကားကဘာဘေးလေပညာကိုပေးတယ်တောင်ပေါ်ဒေသနာချမ်းအဆုံးပိုင်းမှာမကြခင် စီဝေးရုပ်သိမ်းခန်းဤမှာယေရှုဥပမာလေးပေးပြီးနှိကုံချုပ်လိုက်တယ်အကျဉ်သူတည်တဲ့ ငါဟောသောစကားကိုကြားပြီးဗာပြီလေနားထောင်ရင်တဲ့ဘာနဲ့တူလဲပညာရှိဆိုတော့ဘာတူတယ်လဲဆိုရင်ကြားတာတူတယ်ဘာမတူဘူးလဲဆိုရင်နားထောင်တာနဲ့နားမထောင်တာမတူဘူးဆိုနားထောင်တဲ့သူကိုဘယ်လိုဖော်ပြလဲပညာရှိနားမထောင်ဘယ်လိုဖော်ပြလဲလူမဆိုဒီတန်ခမတယ်ဘယ်နောက်ရှိလဲတယောက်ကျော်ရှိတယ် ။ဦးဆရာပြောနေတာအောင်ချားလား။ချားလား။ချားတာတူလား။မတူတာရှိလား။ရှိနိုင်တယ်မတူတာရှိနိုင်တယ်။နော်ချားပြီးနားမထောင်တဲ့သူလည်းရှိကောင်းရှိမယ်။ချားပြီးနားထောင်တဲ့သူလည်းရှိကောင်းရှိမယ်။နားထောင်ရင်ဘာရှိမလဲ။ပညာရှိတယ်။ဖယားကြောင့်တက်တာကောင်းတယ်။ဖယားစကားနားထောင်တော့သူဖြစ်ဖို့လိုတယ်။ဖယားတခြင်းဆိုတာကောင်းလား။ ကောင်းတယ်ဖျားစကားနားထောင်တော့သူဖြစ်ဖို့လိုတယ်အလူငွေထဲတာကောင်းလားကောင်းတယ်ဖျားစကားနားထောင်တော့သူဖြစ်ဖို့လိုတယ်အခုဆရာကျမ်းစာသင်တာကောင်းလားကောင်းတယ်ဖျားစကားနားထောင်တော့သူဖြစ်ဖို့လိုတယ်ကျမ်းစာဘလောက်သင်သင်တရားဘလောက်ဟောဟောဖျားစကားနားထောင်တဲ့အမှုတော်ဆောင်ဖြစ်ဖို့လိုတယ်ဒါဆိုရင်ကျမ်းစာဘာပြောလဲကြောက်ပေါ်မှာအင်ကိုစောက်တဲ့ပညာရှိဖြစ်တယ် မိုးဆိုတဲ့အရာရှိတယ်ရေစီးတာရှိတယ်လေတိုက်တာရှိတယ်ကြောက်ဆိုတာဘာလဲကြောက်ဆိုတာဖျားဆန်လန်ဆက်ရှိမှာဒါဝိမင်းကြီးကဖျားကိုဘာနဲ့တင်စားလဲအဲထာဝရဘုရားဒီဘာဖြစ်လဲငါကြီးကြောက်ငါကြီးရဲတိုက်ငါကြီးမြို့ရို့ငါကြီးအကွဲကငါကြီးဒိုင်းလွားငါကြီးအစွမ်းတတိဖော်ပြတာကြောက်ဆိုတာကတိမြဲတယ်ဖျားဖျားဘယ်ဖျားလဲ ဒါဝရဖျားတီမဲလားတီမဲတဲ့ကြောက်ဆိုတာတရားသူ့နှုတ်ထွက်စကားလေဘာဖြစ်လဲတီမဲတဲ့ကောင်းကင်နေမြေကြီးမတီတော်လဲအစကားတီလိမ့်မယ်ကြောက်ဆိုတဲ့ဖျားဖျားစကားပေါ်မှာအိမ်ဆိုတာဘာလဲအိမ်ဆိုတာမိမိအသက်တာတယောက်ချင်းစီအသက်တာဟာဖျားနဲ့ဖျားစကားပေါ်မှာဘာလို့ရအောင်လဲတီဆောက်ထားရမိုးဆိုတာဘာလဲ ဆင်းရဲဒုက္ခလောကမှာနေတဲ့လူတိုင်းကဘာခံရမလဲဆင်းရဲဒုက္ခကိုခံကိုခံရမယ်ရည်စည်းတယ်ဆိုတော့ဘာလဲအပြစ်သွေးဆောင်ခြင်းလူလောကထဲမှာဘာရှိလဲအပြစ်သွေးဆောင်ခြင်းဆိုတာရှိတယ်လေးတိုက်တယ်ဆိုတော့ဘာလဲစုံစမ်းနှောက်ရခြင်းခဏကဘာပေါ်မှာလူရဲ့လို့ဖြစ်လာရင်ဆင်းရဲဒုက္ခဆိုတာရှိလားအပြစ်သွေးဆောင်ခြင်းရှိလား စုံစမ်းနှုတ်ဆက်ခြင်းရှိလားရှိတယ်။ဒါပေမဲ့ကြောက်ပေါ်မှာတည်တဲ့သူကဘာဖြစ်လဲမပြိုမလဲဘူး။ဒါကြောင့်မိုးဘလောက်ရွာရွာရေဘလောက်စီးစီးလေဘလောက်တိုက်တိုက်ကြောက်ပေါ်မှာတည်တဲ့သူကဘာဖြစ်လဲပြိုလဲเสียကြောင်းမရှိ။ဒါပညာမေခဲ့သူမဟုတ်ပညာရှိခဲ့သူစစ်စစ်မြေမြေကျင့်ဆောင်ပါ။ယခုနေ့ရဲ့ကာလကဘာဖြစ်လဲဆိုးရုပ်တယ် 毕业我介绍不如破表嘞，培养我教育钱买的破表嘞，毕业的，如果培养我教的是巴西的，毕业是的，让我办的破表嘞，都是一个乡镇，都是一个上老多巴西的，人是的，现在没说别的个，身边也买土的，我弟弟要读巴勒望嘞，国贵样，那国贵培养不嘞？ ဘီးတဲ့အောင်ရှတ်တွေ့မြေရှိဘင်းကောပညာရှိလားသူတို့ပညာရှိတယ်ဘသူ့ကြောက်လဲဖယားကိုကြောက်တယ်မီးကိုမကြောက်ဘူးမီးဆိုတာကြောက်ဖို့ကောင်းတယ်ဒါပေမဲ့ဖယားကိုကြောက်တဲ့သူကမီးကိုမကြောက်ရှင်ပြန်တီတဲ့ရုပ်ထုသူတို့ကိုကိုွယ်လားမကိုကိုွယ်ဘူးသူတို့မှာပါရှိလေဘိုင်းချတတ် ဒန်ယင်လဘသူ့ကြောက်လဲဖယားကိုကြောက်တယ်ဒီနေ့ဘယ်နှကြိမ်ဆုတောင်းလဲရှင်မြည်ကြီးမိတ်ထုတ်တယ်ဘယ်ရောက်မလဲချင်းသစ်တွင်နေရောက်ချင်းသစ်ကိုမကြောက်ဖယားကိုကြောက်တဲ့ဒန်ယင်လဟာဘာမှမကြောက်ဘူးလဲချင်းသစ်ကိုလုံးဝမကြောက်ဆိုသူဘယ်ရောက်သွားလဲချင်းသစ်တွင်နေရောက်တယ်ချင်းသစ်ကြိုက်လားလုံးဝမကြိုက်ကောင်းကင်တမန်တွေကဘာလုပ်ထားလဲဟေး ဖယောသခင် လူတွေမှာကောင်းကင်တမန်တို့ဒီဘာလို့လဲတချာ၍ကဲလွတ်တယ်ဘောဒီက လိုလားမလိုဘူးဖယားနဲ့ဆိုင်တဲ့လူကတတ်တော်ဆောင်မလိုဘူးအသက်ရဲ့အရှင်ဖယောသခင်ကဘာပြဲဘာလို့ပြေးလဲကွဲကဆောက်ရှောက်ပြေးတယ်တော်တန်ရလဖယားကိုကြောက်တယ်ဘသူမကြောက်ဘူးလဲရှင်သစ်ကိုမကြောက်ဒါဝိတ်ဘသူလျှောက်လဲ ဖျားကိုခြောက်တယ်ဘသူမခြောက်ဘူးလေဂေါလိယထောင်တော်မောင်းမောင်းနဲ့စစ်တရေကြီးလို့ခေါ်တဲ့လူကိုသူမြင်တယ်သူမခြောက်သူဘသူခြောက်လဲအေးဒါရဆန်လန်ချန်တစ်ကဘာပြောလဲဖျားကိုခြောက်တဲ့သူတွေမှာတဲ့စင်ရဲ့ချင်းမရှိဘူးတဲ့ဘာမရှိဘူးလဲစင်ရဲ့ချင်း ါတော့ဦးဒီထဲမှာရှိတဲ့လူဆရာမိကုမင်းမယ်စင်းရဲမာကိုကြောက်လားဖယောင်းကို ကြောက်လားစင်းရဲမာကိုကြောက်သလားဖယောင်းကိုကြောက်လားဖယောင်းကိုကြောက်ရင်ဘာမရှိဘူးလဲစင်းရဲခြင်းမရှိစင်းရဲခြင်းကိုကြောက်ရင်ဘာရောက်လာမလဲစင်းရဲခြင်းရောက်လာမယ်ဒါယောချက်တော်ညီကောင်မတို့ကြောက်တဲ့အရာကိုကြောက်တဲ့သူဟာမကြောက်တဲ့အရာဘာဖြစ်လဲမကြောက်တော့နားထောင်ရမယ့်စကားကိုနားထောင်တဲ့သူဟာ နားမထောင်ရမယ်စကားဘာဖြစ်လဲနားမထောင်တော့ဓာရီအားလုံးဟာဘာရှိဖို့လိုလဲဉာဏ်ပညာရှိဖို့လိုတယ်ဤသေးလသမိုင်းကြောင်းတတိယဘုရင်ကဘသူလဲဆောလမုန်ဘသူရဲ့သားလဲမန်းနဲ့ဒါဝိရဲ့သားဖယားရဲ့စိတ်တော်နဲ့တွေ့တဲ့ဒါဝိရဲ့သားဆောလမုန်မင်းနန်းတက်စအချိန်မှာ तू အသက်ကြီးလားငယ်လား ။အဲသူအသက်ငယ်တယ်။သူအုပ်ချုပ်ရမယ့်တိုင်းပြည်ဘာဖြစ်လဲ။ကြီးတယ်။သူ့အဖေကိုယ်တိုင်အုပ်ချုပ်ခဲ့တဲ့တိုင်းပြည်သူပြန်အုပ်ချုပ်ဖို့ရစ်တထောင်နဲ့သူရစ်ပူစော်တယ်တဲ့။ရစ်ပေါင်းဘယ်လောက်လဲ။ရစ်ပေါင်းတထောင်။ပြီးတော့နင်းနေချိုက်ချိုက်သူအိပ်ပျော်သွားတယ်။ညဘက်မှာဖေကသူ့စကားပြောတယ်။ဘာနဲ့ပြောလဲ။အိမ်မက်နဲ့စကားပြောတယ်။ဘာတောင်းမလဲတဲ့။တောင်းတော့ဘာလို့မလဲ။ပြီးမယ်။ ဆိုတော့သူအိမ်မက်ထဲမှာတောင်းလိုက်တယ်ဘာတောင်းလဲအေးလူမျိုးတော်ကိုအုပ်ချုပ်ဖို့ဉာဏ်ပညာပေးပါဘုရားသခင်နှစ်သက်လားယန်းနှစ်သက်တယ်ပညာကို တောင်းရင်ဘုရားနှစ်သက်တယ်ဒါမင်းမတောင်းတဲ့စုတွေဖြစ်တဲ့ဂုံသေးစီးစေအုပ်ဆောင်ငါထပ်ပြီးပေးမယ်ကောင်းပြီသူနန်းတဆအချိန်မှာအမှုတစ်ခုကိုသူစီရင်ရတယ်ပြည့်တစာမနှစ်ယောက်ရဲ့အမှုကိုသူဘာလုပ်လဲ စီရင်ရအဲ့ဒီအမျိုးသမီးနှစ်ယောက်တိုင်ထဲမှာအိတ်တယ်တယောက်ကခလေးမွေးပြီးသုံးရက်အကြာမှာနောက်ထပ်တယောက်ကခလေးမွေးတယ်ညာဘက်အချိန်မှာတယောက်ကဘာဖြစ်လဲသူခလေးကိုဖိမိတော့ခလေးကအသက်ထွက်သွားတယ်အဲ့ဒီမိန်းမအိပ်ပုတ်ကြီးလားဘလောက်ကြီးတယ်မပြောတော့ဘူးနော်ခလေးတော်အသက်ဘာဖြစ်လဲထွက်သွားတယ်ဒါနဲ့သူများခလေးကိုသူဘာလုပ်လဲအဲသူခလေးနဲ့လဲလိုက်မိုးလင်းတော့နေခလေးကခလေးဆိုပြီးညှင်းခုန်တယ် ဘသူစီရောက်သွားလဲအဲရှောလမုန်မင်းကြီးစီရောက်သွားဒီကမှာရှောလမုန်မင်းကြီးကငါစီမဲတဲ့ဒီကလေးကိုနှစ်ပိုင်းပိုင်းလိုက်နင်တို့တယောက်တစ်ပိုင်းစီယူလိုက်တဲ့ဒါနဲ့အမျိုးသမီးတယောက်ဘာပြောလဲအရှင်မင်းကြီးမလောက်ပါနဲ့တဲ့သူ့ကိုဘာပြေးလဲပေးလိုက်ပါနောက်တယောက်ဘာပြောလဲအဲနင်လည်းမပိုင်စေနဲ့ငါလည်းမပိုင်စေပိုင်လိုက် တို့နှစ်ယောက်ကနှုတ်ကထွက်လာတဲ့စကားဘာဖြစ်နေလဲခြားနာနေတယောက်ကမသက်ပါနဲ့ပေးလိုက်ပါ နောက်တယောက်ဘာလုပ်မလဲတပ်လိုက်ပါအဲ့ဒီခြားနာတဲ့အရာကိုရှောလမုန်မင်းကဘာလုပ်နိုင်လဲပိုင်းခြားနိုင်တယ်ရှောလမုန်မင်းမှာဘာရှိလဲဉာဏ်ပညာရှိတယ်သူဘယ်ရရလဲဖျားစီရရတယ်တော့ငါစီမယ်တဲ့ ကလေးအသက်ကိုမစီစီလိုတဲ့မိမကိုဘေးလာဘသူမဆို ကိုမွေးတဲ့ကလေးကိုသေစေခြင်းလားရှင်စေခြင်းလားမန်းနဲ့ဘသူမဆိုကိုမွေးတဲ့ကလေးကိုသေစေခြင်းနဲ့သူမရှိဘူးဒါရဆောလမုန်မင်းဒီမန်ကန်စွာဘာဖြစ်လဲစင်တဲ့အရာဟာတတိုင်းပြည်လုံးဘာဖြစ်လဲပြန်နှံ့ပြီးတော့ချားပြည်တိဘာဖြစ်လဲပြန်သွားဒါကြောင့်တမန်တော်များဟာ ယုံကြည်သူတွေအတွက်အဓိကလိုအပ်တာဘာလဲဉာဏ်ပညာဖြစ်တယ်ဆိုတော့သိတဲ့အတွက်ကြောင့်သူတို့ဘာလုပ်ပေးလဲသုတောင်းပေးတယ်ဒါဆလန်တက်စကိုခုနစနဲ့လိုက်ဆိုအောင်နှုတ်တော်ထွဲတရားတော်သည်ရွှေငွေအထောင်တောင်းတဲ့မကအကျွန်ုပ်၌သာ၍ကောင်းပါ၏မေကုမေးမယ်နော်ရွှေကောင်းလား ရွှေကောင်းတယ်ငွေကောင်းလားငွေလဲဘာဖြစ်လဲကောင်းတယ်ကောင်းပြီတရားတော်ဆိုတာဘုရုစကားလဲကောင်းလားကောင်းလားခတ်ချက်ပြေကောင်းလားကောင်းရင်မားတယ်ကောင်းရင်ဘာဖြစ်လဲမားတယ်ပြန်ဆိုမယ်နှုတ်တော်ထွဲတရားတော်သည်ရွှေငွေအထောင်တောင်းတယ်မကအကျွန်ုပ်၌ သာ၍သာ၍သာ၍ကောင်းပါ၏ကောင်းတာလားသာ၍ကောင်းတာလားအေးဘာပါသွားလဲသာ၍ပါတယ်အတိတ်ဘယ်ကဖျားစကားဟာရွှေလောက်ကောင်းတာလားရွှေထက်သာ၍ကောင်းတာလားဆိုလိုတာဖျားစကားငွေလောက်ကောင်းတာလားငွေထက်သာ၍ကောင်းတာလား ရွှေတို့ငွေတို့ဆိုတာအပြင်းရာနော်အပြင်းရာလို့ခေါ်တယ်တရားတော်ကဘာရာလဲအတွင်းရာအပြင်းရာနဲ့အတွင်းရာဘယ်ဟာပိုရေးကြီးလဲအတွင်းရာပိုပြီးပါပြီလေအရေးကြီးတယ်ရွှေကောင်းလားငွေကောင်းလားတရားတော်တရားတော်ဝန်ခံလားကျွန်တော်ကျွန်မဝန်ခံလားဝန်ခံကျွန်တော်မခုံတူးဦးထားလိုက်မယ် ရွှေတပိတ်တာရွှေဘလောက်လဲရွှေတပိတ်တာကိုရီးယားငွေသန်းတရာကိုရီးယားငွေဘလောက်လဲသန်းတရာကျန်းစာအုပ်တအုပ်ကျန်းတော့ဘယ်နှအုပ်လဲတအုပ်ဘယ်နှမျိုးလဲသုံးမျိုးတင်ထားမယ်ကော်မီဒီမှာထိုင်တဲ့သူတွေလာယူတစ်မျိုးပဲယူရမယ်ဘာယူမလဲဘာဘာယူမလဲစိမ့်နေတယ်ရွှေယူသွားမယ်ငွေယူသွားမယ်ဘာပဲကြံခဲ့မလဲကျန်းစာအုပ်တအုပ်ပဲဘာဖြစ်လဲကြံခဲ့မှာ ပါဇက်ကတော့သာဝိကောင်းတယ်လို့ပြောလားပြောတယ်ဓမ္မစိတ်ထဲမှာရှိလားမရှိဘူးဒါကြောင့်ယီချီတာကကျွန်တော်ပြောတဲ့စကားနဲ့နှလုံးသားတစ်ထပ်တည်းပါပြီလေရှိဖို့ယီချီတယ်အာမင်ဖျားရှင်ကောင်းပြီပါစေ